ကမ္ဘာနိုင်ငံရေးမှာဖြစ်ဖြစ်နေတဲ့အရှုပ်အထွေးတွေကိုကျွန်တော်တို့ဘလို့နားလည်ကြမလဲဥပမာနိုင်ငံတနိုင်ငံကဘာလို့စစ်ကြင်ညင်ရတာလဲတခြားနိုင်ငံတွေကကြတော့ဘာဖြစ်လို့လက်တွဲပြီးပူးပေါင်းဆောင်ရွက်ကြတာလဲအဲဒီလိုမေးခွန်းတွေရက်အဖြစ်ကိုရှာဖို့ဒီနေ့မှာတော့နိုင်ငံတကာဆက်ဆံရေး TOE တွေကဘလို့အထောက်အကူပြုနိုင်မလဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်ဒီမေကောင်းကလေနိုင်ငံတကာဆက်ဆံရေးပညာရက်ကိုရာစုနှစ်တစ်ခုကျော်လောက်အထိပုံဖော်ပေးခဲ့တဲ့အထက်ကမေကွန်းကြီးတစ်ခုပါပဲ။ တစ်ဖက်မှာတော့အားပြိုင်မှုနဲ့ရှင်ထန်ရေးကိုပဲအထိကထားတဲ့အမြင်ရှိတယ်။နောက်တစ်ဖက်မှာကျတော့ပူပေါဆောင်ရွက်မှုနဲ့တိုးတက်မှုကိုမျှော်လင့်တဲ့အမြင်ရှိပြန်ရော။အဲ့ဒီအမြင်တို့ကကြာကအားပြိုင်မှုကပဲကျွန်တော်တို့စက်ပြီးလေ့လာမယ့် theory တွေရဲ့အခြေခံအုံမြင့်ထွက်လာခဲ့တာပါ။ကဲဒီအချက်ကိုတော့အရင်ဆုံးရှင်းရှင်းလင်းလင်းတိထားဖို့လိုပါတယ်။ဒီ theory တွေဆိုတာအမှန်တရားကိုတစ်ခုတည်းဖောင်းနည်းနဲ့ဖော်ပြနေတာမဟုတ်ပါဘူး။ဒါဒီဟာကဘာကြီးကိုကြီးတဲ့အခါတုံးနဲ့မတူညီတဲ့ရှုထောင့်နေဒါမှမဟုတ်မန်ဘီလူတွေလိုပဲသဘောထားရမှာပါ။ မန်ဘီလူတခုပြောင်းလိုက်တိုင်းမှာမြင်ကွင်းအစ်တစ်ခုကိုတွေ့ရတယ်လို့မျိုးပေါ့ဟုတ်ပြီဒါဆိုပထမဆုံးနဲ့အဓိကဆုံးအတွေးခေါ်တစ်ခုဖြစ်တဲ့လက်တွေ့ကြကြဝါကြ realism ကိုလေ့လာကြည့်ကြရအောင်ဒါဟာနိုင်ငံတကာဆက်ဆံရေးမှာရှေ့အကြဆုံးနဲ့ဩဇာအကြီးဆုံးမန်ဘီလူတခုလို့တောင်ပြောလို့ရပါတယ်လက်တွေ့ချက်ချက်ဝါရရဲ့အဓိကအခြေခံကဘာလဲဆိုတော့လေနိုင်ငံတကာစနစ်မှာအားလုံးကိုချုပ်ကိုက်အုပ်ချုပ်မဲ့ကဘာအစိုးရဆိုတာမရှိဘူးဆိုတဲ့အချက်ပါပဲ အဲ့ဒါကို anarchic ဖြစ်တယ်လို့ခေါ်တာပေါ့ဒါကဖယံဗရာ appropriate ဖြစ်နေတယ်လို့ပြောတာမဟုတ်ဘူးနော်ဆိုလိုရင်ကနိုင်ငံတိုင်းကကိုယ်လွန်ကျုံရေးအတွက်ကိုယ်တိုင်မေတာဝန်ယူရတယ်ကိုယ်အောက်ကိုကိုယ်ရတယ်ဆိုတဲ့သဘောပါအဲ့ဒီတော့ Hans Morgan တော်လို့တွေးခေါ်ရှင်ကြီးဒီကဘာပြောလဲဆိုတော့ဒီလိုအခြေအနေမှာနိုင်ငံတိုင်းရဲ့အတွက်အရေးအကြီးဆုံးကရှင်တန်ရေးပဲအဲ့ဒီအတွက်အာဏာကိုပဲအဓိကထားပြီးအပြည့်အဝဆိုင်ကြိုးစားကြတော့တာပေါ့ဒီစကားကလက်တွေ့ကြကြဝါရရဲ့နှစ်တာရအကိုတကယ်ပဲထီထီမိမိဖော်ပြနေတာပါ နမေကျော်လက်တွေ့ကြကြဝါဒီတွေးခေါ်ရှင် EH ကားကဘာကိုဆိုလိုချင်တာလဲဆိုတော့ပฏิပခ္ခတွေဆိုတာနားလည်မှုလွဲလို့ဖြစ်တာမဟုတ်ဘူးနိုင်ငံတည်းရဲ့ခြေခံရည်မှန်းချက်တွေကိုယ်တိုင်ကကိုထိတ်တိုက်တွေ့နေလို့ဖြစ်ရတာပါတယ်ဒါဟာတော်တော်လေးကောင်းမြတ်မှုကင်းတဲ့ရှုမြင်ပုံတစ်ခုလို့ဆိုရမှာပါโอเคအခုလက်တွေ့ကြကြဝါလာရဲ့အစိုးမြင်ဝါလာကိုတိုက်ရိုက်ဆင်ခိုးတဲ့အကောင်းမြင်ဝါလာဘက်ကိုတစ်ချက်ကူးကြည့်ရအောင်အဲ့ဒါကတော့ liberal ဝါရ liberalism ပါပဲ ဒီစာရွက်ကိုကြည့်လိုက်ရင်အမေနှစ်ခုကြားကကွာခြားချက်ကိုရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်။လက်တွေ့ကြက်ကြက်ဝါဒီတွေကပြန်ပဒအခြေအနေဟာပြောင်းလဲလို့မရဘူး။ပဋိပက္ခဆိုတော့ရှောင်လဲလို့မရဘူးလို့ယူဆနေတဲ့အချိန်မှာ liberal ဝါဒီတွေကတော့နိုင်ငံတကာအဖွဲ့အစည်းတွေကွန်ထွေရည်တွေကတဆင့်ပူးပေါင်းဆောင်ရွက်မှုတွေဖန်တီးလို့ရတယ်။အလုံးစုံတွေအကျိုးရှိတဲ့ရလဒ်တွေထွက်လာနိုင်တယ်လို့ယုံကြည်ကြပါတယ်။ liberal wada ရဲ့အဓိကရန်တွားတစ်ခုဘလို့အလုတ်လုံလဲဆိုတာကို norman angel ရဲ့အတွေးခေါ်နဲ့လေ့လာကြည့်ကြရအောင်။သူကပြောတယ် စီးပွားရေးအရအပြန်လန်ချိဆက်မိခုံမှုတွေများလာတာနဲ့အမြနိုင်ငံတွေဟာပုံအကျိုးစီးပွားတွေများဝေလာကြတယ်။အဲ့ဒီခါမှာစစ်တိုက်တယ်ဆိုတာကိုယ့်စီးပွားရေးကိုကိုယ်တိုင်ပြန်ဖြည့်ဆည်းတယ်လို့ဖြစ်သွားရတဲ့ကြိုးချောင်းမစီလျော်တဲ့လောကရတစ်ခုဖြစ်လာနိုင်မယ်လို့ဆိုလိုတာပါ။ Liberal War ဆိုတာတမိုင်းထဲမှာတကယ်ကိုအကောင့်ထဲပေါ်ဖို့စူးစမ်းခဲ့တဲ့အထွေးခေါ်တစ်ခုပါ။ အမေရိကန်သမ္မတဝူဒရိုဝီလ်ဆန်ဟာပထမကမ္ဘာစစ်ကြီးပြီးထွားတဲ့နောက်မှာနိုင်ငံပေါင်းစုအသင်းကြီးကိုတီထောင်ပြီးနိုင်ငံအလုံးအတွက်စူပေါင်းလုံခြုံရေးစနစ်တစ်ခုတည်ဆောက်ဖို့ကြိုးပမ်းခဲ့ပါတယ်။ဒါကလီဘရယ်ဝါရရဲ့ကြီးမားတဲ့မျှော်မှန်းချက်တစ်ခုဖြစ်ခဲ့ပြီးမယ်။လက်တွဲမှာတော့စင်ခေါ်မှုတွေအများကြီးနဲ့ရင်ဆိုင်ခဲ့ရတာပေါ့။ကဲနိုင်ငံတကာစစ်စနစ်လေလာမှုကဒီအမြင်တစ်ခုတည်းနဲ့ရက်တက်မနေပါဘူး။အခုဒီအမြင်တစ်ခုကိုကြော်လွန်ပြီးရှေ့ဆက်တိုးတက်ပြောင်းလဲလာပုံကိုပြတဲ့တတိယမြောက်ရှုထောင့်တစ်ခုကိုမိတ်ဆက်ပေးခြင်းပါလေ။ ီနေရာမှာတော့အတွေးခေါ်လုံးဝပြောင်းသွားပါပြီတိဆောက်မှုဝါဒကဘာပြောလဲဆိုတော့အာနာရောဗရမ်ဘတာဖြစ်နေတဲ့အခြေအနေတို့ဆိုတာဒီကအပေမှာတကယ်အတေရှိနေတဲ့အရာတွေမဟုတ်ဘူးတဲ့ဒါဒီဟာလူမှုဘဝချင်းကိုင်းနေတိဆောက်ထားတဲ့အတွေးခေါ်တွေပဲဖြစ်တယ်လို့ဆိုပါတယ်ဥမာလေးတစ်ခုပေးရရင် American က Britain ရဲ့ nuclear လက်နက်ကိုကြီးတဲ့အမြင်နဲ့မြောက်ကိုရီးယားရဲ့ nuclear ကိုကြီးတဲ့အမြင်တူပါမလားမတူဘူးနော်ဘာလို့လဲဆိုတော့နိုင်ငံတွေကြားကဆက်ဆံရေး တမိုင်းယိုချီမှုတွေကအရာဝတ္ထုတစ်ခုရဲ့အတွေးပေကိုပြောင်းလဲစေလိုပါပဲ Alexander Wendt ကအဲ့ဒါကိုပဲထောက်ပြခဲ့တာပြီးတော့ Friedrich Kudrachwell လို့ပညာရှင်တွေကလည်းဒီတဲ့ပေါ်ပြီးနည်းနည်းနဲ့ရှင်းပြပါပဲဥမာတန်တမန်လောကမှာစာနဲ့ရေးမထားတဲ့ကျင့်ဝတ်တွေနားလည်မှုတွေရှိတယ်လीအဲ့ဒီလို norms တွေစီမင်းတွေကနိုင်ငံတိုင်းနိုင်ငံဘာလို့တင့်တယ်ဘာမလို့တင့်ဘူးဆိုတာကိုဘလို့ပုံဖော်ပေးနေလဲဆိုတာကိုသူကအဓိကထားဖြိုးခဲ့တာပါဆိုတော့ဏိကုံးပိုင်းကိုရောက်လာပါပြီ ဒီ theory တွေဟာစောက်ထဲလာသဘောတရားတွေတသက်မဟုတ်ပါဘူးမြန်မောခဲကပ္ပကြီးကိုနားလည်ဖို့လက်တွေ့ကြကြဘလောက်အသုံးဝင်လဲဆိုတာကိုစက်ကြည့်ကြရအောင်ဒီ theory တွေကိုလက်တွေ့အသုံးချကြည့်ကြရအောင်ဥပမာယာဒီဥတုပြောင်းလဲမှုဆိုင်ရာသဘောတူညီချက်အသစ်တစ်ခုထွက်လာတယ်ဆိုပါတော့လက်တွေ့ကြကြဝါဒီမန်ဘီလူးနဲ့ကြည့်တဲ့သူကဒါကိုနိုင်တန်ဒီရဲ့ကိုကျိုးအတွက် တွက်ချက်မှုတစ်ခုအဖြစ်ပဲမြင်ပါလိမ့်မယ်ဒါပေမဲ့လစ်ပရဝါဒီမန်ဘီလူးနဲ့ကြည့်တဲ့သူကတော့ ဒါကိုကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုရဲ့အောင်မြင်မှုတစ်ခုဖြစ်ရှုမြင်ပါလိမ့်မယ်။မြင်လားအဖြစ်အပျက်တစ်ခုတည်းကိုပဲဂိုင်းထားတဲ့မန်ဘီလူပေါ်မှုတည်ပြီးအတိတ်ပဲဖွင့်ဆိုပုံလုံးဝကို꿰ပြားသွားတာပါ။ဒီတော့အတီးကကြားတဲ့အချက်ကဒါပါပဲ။ကမ္ဘာသတင်းတွေကိုကြည့်တဲ့အခါနိုင်ငံတွေရဲ့ဆက်ဆံရေးကိုသုံးသပ်တဲ့အခါကိုယ်တိုင်ကတော့ဘယ်လိုရှုမြင်နေမိပါသလဲ။ကိုယ့်ရဲ့အမြင်ကလက်တွေ့ကြကြဝါရ liberal ဝါရဒါမှမဟုတ်ဒီဆုံးမှုဝါရ အဲ့ဒီတခါပဲတခုနဲ့ပုံပြီးနီးစပ်နေတယ်လို့ထင်ပါတယ်လေဒါကတော့ကိုယ်တိုင်ဆက်ပြီးစဉ်းစားကြည့်ဖို့ခြံထားခဲ့တဲ့မိခွန်းတစ်ခုပါပဲ